မျောလဲဆိုမဲ့အချိန်တိုင်းဒီတိုင်းအပြိုကြီးပွားတဲ့နေထားတဲ့ဆာလို့ရှိရင်သူ့အတွက်စိတ်ချရတဲ့ဒီလိုသားကောင်းမျိုးလေးကိုပေါ့ဗောနော်ဟိုမအေးရထည့်ပေးလိုက်ရတဲ့အတွက်စုပြည့်တွေလဲဟိုတကယ်စိတ်ချပါတယ်ဒီသားဟိတ်ဝင်ရံကလည်းပဲဒီမင်းသားထဲမှာအနာမယ်ပြတ်မှာမရှိဘူးဗောနော်လူငယ်ဘွားသူဟာဘလို့ပဲပြည့်ကဲ့ပြည့်ကဲ့ခုအချိန်မှာအလိမ်မာဆုံးအကောင်းဆုံးဆိုပြေအတွက်လည်းကံကောင်းတယ်တားငယ်အတွက်ကလည်းဆိုပြေကိုကံကောင်းတယ်နှစ်ဦးနှစ်ဖက်စလုံးရဲ့တန်ဖိုးဟာ မြင်မလို့ပါတယ်ညီမျှပါတယ်ရာတင်ရာထိုက်ပါတယ်ထွက်လာနိုင်တဲ့အဲအိုက်စာတွေအတွက်ကိုဒါမိခင်တယောက်ရဲ့ဟိုပေါ့မယုံနဲ့လို့လည်းမပြောဘူးလေတစ်ချိန်ကျသူတို့လည်းပေါ့အိမ်နောက်ပြုတ်ကြမှာပြုတ်သွားရင်ဟိုစိတ်ချလက်ချအဲ့လိုထိန်းကျောင်းနိုင်မဲ့သူမျိုးမိန်းကလေးတယောက်ဖြစ်ပြီးအရက်တောက်ထားဘီယာတောက်ထားအမနောအဲ့လိုမျိုး secret တွေတောက်တာအချိန်မတော်ထွက်တာသွားကျင်တာသွားလာကျင်တာလာနေကျင်တဲ့လို့နေတဲ့မိန်းကလေးမျိုးကိုဘယ်တော့ပတ်စံစီစီအမှမကြိုက်ဘူး စိုးပြေလိုမင်းကလေးမျိုးပဲချွေးပါတော့ဆက်ထက်ကထက်ကရောတယ်နော်ဒီပွဲကိုလည်းခုနှစ်ပွဲစလုံးကိုဒီပွဲမှာမတက်ပြေဘူးပေါ့ဒီပွဲကတော့မအားတဲ့ဂျာတွေကတော့ဒီမင်္ဂလာပွဲကိုတက်ရောက်ချီးမြှောင်ရောက်အောင်လာမယ်ဆိုပြီးပြေရနေပြီးတော့လာတာပါစိုးပြေမဟုတ်ဖဲနဲ့သူ့ရဲ့မျက်လုံးတွေနှာခမ်းတွေမျက်နှာမူရာတွေကအဲ့လိုစက်သိမ်းမြန်ထားလောက်အောင်ကို ကောင်းတယ်အကယ်ဒမီတောင်မှမှန်းထားပါတယ်ဒါပေမဲ့ဇက်ကတော့ အဲ့လိုမျိုးပေါ့အခက်ခဲတွေအများကြီးရှိတဲ့အတွက်ကြောင့်ပေါ့နော်တစ်ချိန်ရင်တော့ဒီကပြန်ပြီးတော့တင်ပြခွင့်ရမယ်လို့မျှော်လင့်ပါတယ်အရန်လာတယ်တိလားအရန်လဲလာတယ်ဟိုဒါလည်းတာဟင်းဝေရန်လေးကိုလည်းအရန်ကန်ကောင်းလိုက်တာပေါ့ဘာလို့ဆိုကိုကလေတားမွေထားတားမွေထားတဲ့ခါကျတော့တားတွေကိုတော့ပြောမိတယ်ဒါနမူနာပေါ့နော်အဲသူမင်းသမီးတယောက်ဖြစ်ထားတော့မှပဲသူ့ရဲ့မင်းကလေးတယောက်ရဲ့တန်မိုးဆိုတာကရှိနေတဲ့အနေထားတဲ့ကို အမြင်ကြီးပေါ့နော်အဲ့တော့ သူ့မမေအမကိုလည်းပဲဒီနားကနေပြီးတော့ဟိုဟိုကျေးဇူးတင်တယ်လို့ပြောပြရပါဆိုဆွပြကကိုသားသမီးလေးလို့ပဲအဲဘာဖြစ်လို့လဲဆိုတော့အရန်ကိုဟိုသမီးမင်းကလေးကို တကယ်ကိုဘိုင်းကောင်းကြောက်ပြီးနဲ့မင်းသမီးတယောက်ဖြစ်ပေမဲ့အရန်တန်မိုးရှိတဲ့မင်းကလေးဖြစ်အောင်ဆုံးမသုံးသင်နိုင်နဲ့ထားနိုင်တဲ့အတွက်ကြောင့်အာဒီဟင်းဝေရလည်းဒီလိုမင်းကလေးမျိုးရရတယ်ဆိုတာအင်မတန်ဂုဏ်ယူတာသားကနေမိမယူလို့ရှိရင်လေ ကြည့်ထားလိုက်ပါဘာလို့လဲဆိုတော့စိုးပြေလိုမိန်ကလေးမျိုးအရင်မချမ်းသာရင်လည်းနေပေါ့မလှရင်လည်းနေစိုးပြေလိုတန်မိုးရှိတဲ့မိန်ကလေးဟိုမဲအမေလိုချင်တယ်လို့ကြည်စမ်းလို့ဟိုအရင်အားကြတယ်အရင်အဲ့လိုချိန်မှမျိုးလိုချင်တယ်ဘုရားရှာနေဘောအဲရှာနေဆိုတော့လေအေးအဲ့လိုမျိုးပါပဲအာခုခေတ်မှာဘောနော်ဟိုအများကြီးပျက်စီးကြတာတွေများတယ်ကိုကိုကိုပတ်သက်ချမ်းသာသည်ဖြစ်စေစည်ရင်သည်ဖြစ်စေ ရုပ်လှသည်ဖြစ်စေမလှသည်ဖြစ်စေမိဘကဘလောက်ပဲဟိုပေါ့ကောင်းအောင်တန်ဖိုးထားထားပေါ့နော်ဟိုသမီးမိန်းကလေးဆိုတာကအဲခိကာလာအရာအယမ်းကိုလွတ်ကြတယ်နေထိုင်နေရဘာတွေရောက်တဲ့ကလပ်တွေရောက်တဲ့တငယ်ချင်းနေနဲ့ဟိုနာခဏဆိုသွားပြီးတော့လဲပဲဟိုပေါ့နော်ဒီလိုမျိုးပေါ့ယောက်ျားလေးတွေနဲ့ဟိုတိတ်မကင်းကြဘူးပေါ့နော်ဒါပေမဲ့ဆိုပြေလေးကအဲ့ဒီကိစ္စမျိုးတွေမင်းသမီးတယောက်ဖြစ်ပေမဲ့အဲ့ဒီကိစ္စတွေဘာတစ်ခုမှမရှိဘူးဟိုဘသူ့ကိုပဲမင်းမင်း ဆိုပြေမကားဘူးမတော်ဘူးအဲဟိုဟာဖြစ်တယ်ဆိုတာမျိုးလည်းမရှိခဲ့ဘူးတကယ်ကိုတော်တယ်ထက်တယ်မိန်ကလေးပြီးသားတယ်အရာရာမှာတော်လွန်အားကြည့်တယ်ခုခင်မှာဒီလိုမိန်ကလေးမျိုးဆိုတာစီကောင်းစီပါလိမ့်မယ်ဒါပေမဲ့အခုလက်ရှိရင်တွေ့နေရတာတော့ဆိုပြေလေးဟာအရန်ကိုတန်ဖိုးကြည့်မှရမိန်ကလေးပါအဲ့လိုမိန်ကလေးသဘောကျတယ်ตาတွေကိုလည်းလို့အဲ့လိုမျိုးလို့ရှင်းနေပါမယ်ဖက်လာနိုင်တဲ့အဲအိုက်တာတွေအတွက်ကိုဒါမိခင်တယောက်ရဲ့ဟိုဘော့ မယုံနဲ့လို့လည်းမပြောဘူးလေတစ်ချိန်ကျသူတို့လည်းဟောအိမ်နောက်ပြုကြမှာပြုတ်သွားရင်ဟိုစိတ်ချလက်ချအဲ့လိုထိန်းကျောင်းနိုင်မဲ့သူမျိုးမိန်းကလေးတယောက်ဖြစ်ပြီးအရက်တောက်ထားဘီယာတောက်ထားဟောမလို့အဲ့လိုမျိုး secret တွေတောက်ထားအချိန်မတော်ထွက်ထားသွားကျင်လာသွားလာကျင်လာလာနေကျင်သလုံးနေတဲ့မိန်းကလေးမျိုးကိုဘလောက်ပတ်စံစီစီမှမကြိုက်ဘူးတို့ပြေလို့မိန်းကလေးမျိုးပဲချွေးပန်းတော့ထက်ကထက်ကရောတယ်နော်อืม ြောရဲဆိုမဲ့အချိန်တိုင်းဒီတိုင်းအပြိုကြီးဖွားတဲ့နေထားတဲ့ဆာလို့ရှိရင်သူ့အတွက်စိတ်ချရတဲ့ဒီလိုသားကောင်းမျိုးလေးကိုပေါ့ဗောနော်ဟိုမအေးရထည့်ပေးလိုက်ရတဲ့အတွက်ဆိုဖြစ်တယ်လေဟိုတကယ်စိတ်ချပါတယ်ဒီသားဟိတ်ဝင်ရံကလည်းပဲဒီမင်းသားထဲမှာအနာမယ်ပြတ်မှာမရှိဘူးဗောနော်လူငယ်ဘွားကသူ့ဟာဘလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့အခုအချိန်မှအလိမ္မာဆုံးအကောင်းဆုံးဆိုပြေအတွက်လည်းကံကောင်းတယ်တားငယ်အတွက်ကလည်းဆိုပြေကိုကံကောင်းတယ်နှစ်ဦးနှစ်ဖက်စလုံးရဲ့တန်ဖိုးဟာ မြင်မလို့မာတယ်ညီမျှပါတယ်ရာတင်ရာထိုက်ပါတယ်ဟုတ်ပါပြီအဲ့တော့ပုဂံစကားလေးတွေဆီတော့စကားလေးအမ်တန်းငယ်နဲ့သမီးဆိုးပြေလေးတို့တွေဒီဟိုပေါ့နော်အကောင်းဆုံးနေပိုင်ဆိုင်ထားသလိုမျိုးပဲသူတို့ဘဝရှေခီးမှာလည်းပဲတကယ်ကိုတန်ဖိုးမဖြတ်နိုင်တော့အိမ်အောင်ရေးဆံပြအိမ်အောင်ရေးဖြစ်ပါစေဟိုတားကောင်းသမီးကောင်းလေးတွေလည်းပေါ်ထွန်းပါစေသူတို့မွေးတဲ့သားသမီးလေးတွေအားစသူတို့လိုမျိုးပဲတိမ်တိမ်မွေးမယ်ရင်ကျေးမယ်တန်ဖိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ် ိုင်းစမရှိပျော်ရွှင်သောအောင်မြင်သောအိမ်တော်ရေးဖြစ်ပါစေလို့ဆုတောင်းပါရစေ။